ဇခါကရွာတရွာမှာမိအကြီးကြီးတစင်းရှိတဲ့အတွက်ကြောင့်မို့လို့တောင်ယာဆိုင်ပြိုးရေလုံကန်လောက်ရတာလွယ်ကူပါရဲ့ဒါပေမဲ့လွန်ခဲ့တဲ့ချက်ပိုင်းလောက်တည်းကမိုးတွေတဲထန်စွာရွာသွားနေကြရပါမိုးကလည်းတိတ်ကိုမတိတ်တော့ပါဘူးဇခါမှာတော့ရွာရဲ့ဆုံးမကြီးတကောင်ဝင်လာခဲ့ပြီးနောက်မှာတော့ရွာသားတယောက်ကို စားပြစ်ခဲ့ပါရဲ့ဒီဆောင်မကြီးဘလို့ဖြစ်ရွာရဲဝင်လာခဲ့ရတာလဲဆိုတော့ကိုတိတ်ကျင်နေဆိုရင်တော့အုံငင်လေးကိုအဆုံးထိကြီးရှုပေးသွားကြပါဦးဆိုနီတောင်းဒီတခါငါတို့လေယာဆိုင်ပြိုးရေတေချာလောက်ထားတာမိုးကလည်းရွာနေတယ် မိုးတိတ်သွားရင်တော့အဆင်ပြေသွားမှာမိုးစတရွာနေအောင်မယ်ဆိုရင်တော့ငါတို့တီးနံတွေပြက်စီးသွားမှာငါတို့ရဲ့လေယာဆိုင်ခဲဆိုတာကလည်းမြင်းနဲ့တိတ်ဝေးတာမဟုတ်ဘူးလေမြင်းရေတက်လာပြီဆိုရင်တော့ငါတို့လည်းကျင်းတွေဝင်လာမှာပဲရှင်းရလေရှင်ဘာမှအလောက်ထိလည်းစိတ်ပူမနေပါနဲ့မိုးတိတ်သွားတဲ့အခါကျရင်တော့ကျမတို့လည်းရိတ်သိမ်းလို့ရပါပြီနောက်နေ့မှမိုးတိတ်သွားပါတယ်ဗီဂျူးကလည်းကြမ်းတဲ့တောင်သူလေသမားတွေကိုအကူအညီတောင်းပြီးခေါ်ခဲ့ပါတယ် သူကမဆောက်ပြီးပြီးခေါ်ခိုင်းခဲ့ရပါဒါကြောင့်အားလုံးကလည်းသူ့ကိုဝိုင်းဝန်းကူညီလောက်ကင်ပေးပါရီသူတို့တို့သူရသားတွေအားလုံးစုပေါင်းပြီးရှိတ်သိမ်းတဲ့အလုပ်ကိုလုပ်နေခဲ့ပါရီလုံနေရင်လည်းပဲရုတ်တရက်ကြီးလေပြင်းတွေတိုက်လာပါတယ်မိုးကလည်းပြန်ရွာလာခဲ့ပါတယ်ကဲကဲကဲတော်ပြီတော်ပြီငါတို့ဟင်းသေးဟင်းမက်တွေအားလုံးယူတင်းတလောက်ယူပြီးပြီးဆိုတော့ဒါတွေအားလုံးထားခဲ့ကြစို့အမြန်ဆုံးသွားမှဖြစ်မယ်နေကလည်းဝင်တော့မှာတယောက်ကတော့ ကြောင်းလုံးနဲ့အတော်အစ်ပင်တပင်းအောင်မမိုးတော့ခုနေရဲ့အချိန်ဗီဒီယိုကလောဘကြီးပြီးဟင်းတိဟိမတ်တွေအလုံးယူသွားဖို့လောက်ပါရင်ရုတ်တရက်ရာသီဥလူချင်းနေအရန်ဇော်ရွာလာခဲ့ပြီးရေရေကြီးလာခဲ့ပါရီနောက်ဆုံးမှာတော့မြေရေတွေကလဲတဲ့အထိဝင်လာခဲ့ပါပြီတယောက်ကတော့အမြန်ဆုံးတပင်ပေါ်ကိုပြေးထွက်သွားခဲ့ပါရီဒုက္ခပဲရုတ်တရက်ကြီးရေကကြီးလာပြီဟုတ်တယ်ဒီပုံစံတိုင်းဆိုရင်တော့မဖြစ်သေးဘူးရေရပုံများလာနေတယ်ဗီဂျူရေဒုက္ခပဲဟေးမင်းကြောင့်လေငါတို့ဒုက္ခရောက်ပြီး မင်းတော့အခုနောက်တော့ပြောတာပဲအိမ်ပြန်တဲ့နဲ့ဆိုတော့မင်းကလောဘကြီးနေရကွာအခုဘယ်လိုလုပ်မလဲဟာထားစမ်းပါဟိုမှာလည်းကြည့်ပါအောင်ဘာကြီးလဲဟေးဒုက္ခပဲမိချောင်းကြီးပါလားဟာဒေဗီဟေးဒေဗီဘယ်လိုလုပ်ကြမလဲအဖေအနောက်ကိုကြည့်အောင်အနောက်မှာအနောက်မှာခရစ်ရှနာကတော့တိမိမမထိုင်ပြီးတော့ကြည့်နေခဲ့ပါတယ်သူကူညီပေးခြင်းပဲမဲ့ကူညီပေးလို့မရခဲ့ပါဘူးကြည့်ပါအောင်ကွာမိချောင်းတွေကအများကြီးပဲကျွန်တော်တို့ရေရကူးတတ်တာမဟုတ်ဘူးဒီပုံစံတိုင်းဆိုရင်တော့မလွတ်တော့ဘူးနဲ့တူတယ်ဒီကောင်းလေးကျွန်တော်တို့ကိုအဆိုင်လိုက်ဝါစာပြစ်ကောင်မှာကဲပေါင်းပြကဲပေါင်းကဲပေါင်း ားလေးအဖေကတော့လွတ်မယ်မထင်တော့ဘူးသူတို့ကအများကြီးပဲတားလေးအမေကိုရောကိုဟကိုရောဂူးဆိုင်ပါကဲပါဦးကဲပါဦးအဖေအဖေကြီးနေနေမိချောင်းကြီးတွေကလူတွေကိုကြိုက်စာဖြစ်ခဲ့ကြပါရဲ့ညည်ရီတစ်ခုလုံးကလည်းသွေးတွေနဲ့နီးရဲသွားနေပါရဲ့ခရစ်ရှနာတညာအလုံးတပင့်ပေါ်ထိုင်နေခဲ့ပါရဲ့နောင်နေမှာမိုးတိတ်သွားပါပြီရေပြန်ဆင်းသွောခဲ့တဲ့ခါမှာသူလည်းစိတ်ပြက်လက်ပြက်နဲ့အင်ကိုပြန်လာခဲ့ပါရဲ့တားရဲ့နောက်ကျလိုက်တာတားဖေရောညတို့နှစ်ယောက်ဘာဖြစ်လို့ညတညာအလုံးအင်ကိုပြန်လာခဲ့ကြရတာလဲဒီအချိန်မှာ အဖြစ်သူကလည်းအဖြစ်ဖြစ်တွေအားလုံးပြောပြခဲ့ပါရယ်။အိုဖျားသခင်ဒုက္ခပဲဒုက္ခပဲ။ကျမရောက်ကြကိုကျမစီကနေလူယူသွားပြီလား။စုနီသားတယောက်ငိုဘဲငိုနေခဲ့ပါရယ်။ရွာသူရွာသားတွေကလည်းငိုတန်းလေးကိုကြားရနေထွက်လာကြပါရယ်။မိချောင်းတွေရဲ့အကြောင်းကြားသိခဲ့ရတဲ့အခါမှာသူတို့လမ်းဖြန့်ကုန်ပါရယ်။နေပေါ်မိချောင်းတွေကဘယ်ကနေရောက်လာတာလဲ။သူတို့စကားတွေပြောဆုံနေခဲ့တဲ့အချိန်မှာပဲကျင်းငှက်တွေအများကြီးရောက်လာပါရယ်။ကျင်းငှက်တွေအားလုံးရဲ့မျိုးလုံးတွေကနီးမြန်းနေရပါပဲ။ငှက်တွေကရွာသူရွာသားတွေကိုတိုက်ခိုက်ကုန်ကြတဲ့အတွက်အားလုံးထွက်ပြေးကြရပါရယ်။ ကဲကြပါအောင်ဟေ့ကဲကြပါအောင်ကဲကြပါအောင်ဘာလို့ကြလဲငါနေတော့ဘာလို့ခဲ့လို့လဲနေတော့နင်းစနေတိုင်းငါအစာတောင်ကျွေးသေးတယ်လေကဲကြပါအောင်ကဲကြပါအောင်အမြန်ပြေးအမေရေအမြန်ပြေးရွာသူရွာသားတွေကလည်းနီးစက်ရအိမ်ထဲပြေးဝင်ကြပါရဲ့ပြီးကနေတကားပိတ်ပြီးအိမ်ထဲမှာနေနေကြတာပေါ့ဒုက္ခပဲနောက်ကျဘာဘေးဒုက္ခတွေကြုံတွေ့နေရတာလဲဖရာသခင်ကိုညီပါအောင်ရှင်ဒီအချိန်မှာပဲခရစ်စနိုင်းအိမ်တကားကိုတစုံတယောက်တကားလာခောက်ပါရဲ့အမေဖြစ်သူကဂရင်းပေါက်ကနေချောင်းကြီးခဲ့တဲ့အခါမှာတော့ဂျင်းငတ်တွေကသူ့ရဲ့အိမ်တကားကိုနှုတ်သီးနဲ့ထိုးနေရပါ ကျောက်စီရကောင်းတဲ့အတန်ပေါင်းဆောင်နဲ့လေအော်ဟင်းနေကြပါရဲ့ဒါတွေကဘလို့ဖြစ်တာလဲငှက်တွေကဘလို့ဖြစ်ကုန်ကြတာလဲအားလုံးလည်းအရန်ကိုကြောင်တောင်းတော့ကုန်ကြပါရဲ့သူတို့လည်းဘာဖြစ်နေရလဲဘာဆက်လို့ရင်ကောင်းမလဲဆိုတာကိုနားမလည်နိုင်အောင်ဖြစ်ကုန်ကြပါရဲ့ဒီအချိန်မှာနောက်ထပ်ထူဆန်းတဲ့ဒလိဆန်တွေအများကြီးရွာရဲကဝင်လာတာကိုတွေ့ခဲ့ရပါရဲ့ဒီဒလိဆန်တွေကသူတို့အိမ်ဘက်ကိုပဲလာနေခဲ့ကြတာပါအမေအမေဟိုမှာကြည့်ပါဦးဟိုမှာကျွဲတွေနွားတွေခွေးတွေစိတ်တွေဘလို့ဖြစ်ကြတာလဲသူတို့အားလုံးကကျွန်တော်တို့အိမ်ဘက်ကိုလာနေတဲ့ကြောက်စရာကောင်းတဲ့မျိုးလုံးကြည့်ပြနေပါလား ရွာသားတယောက်ကအပြင်မှာထွက်နေရပါသူ့ကိုတွေ့ရတဲ့ကြောက်စရာကောင်းတဲ့ကျွဲစိုးကြီးကတခါရဲခွဲပြစ်လိုက်ပြီးစားပြစ်လိုက်ပါရဲခဏကြာမှတော့တရေမကြီးတကောင်ရောက်လာပါရဲစားစားစားနင်းကြိုက်တဲ့လောက်စားလို့ရတယ်သူတို့အလုံးကိုစားပြစ်တယောက်ကမှလှုပ်ပေးစရာမလိုဘူးစားတာစားအရသာရှိလားအရသာရှိလားပြောစမ်းအရသာရှိလားကောင်းတယ်ဟေးစားစားစားကောင်းတာပေါ့ကောင်းတာပေါ့အရသာရှိတယ်ဟေးအရသာရှိတယ်လူသားစားတာတကယ်ရမ်းစားကောင်းပြီးရောအရသာရှိတယ်ငါကတော့ကြိုက်တယ် ီလိုနဲ့အเจ้าဆရာကောင်းတဲ့တရားဝင်စီနေတဲ့တလေးဆန်တွေအကုန်လုံးကအပြင်မှာတွေ့တဲ့လူတွေအကုန်လုံးကိုကိစားကြပါရယ်။ဘိုက်စားရယ်။ဘိုက်စားရယ်။ဘိုက်စားရယ်။ဟိုလူဘယ်ကိုပြေးရလဲ။မပြေးနဲ့မပြေးနဲ့။စားမယ်စားမယ်။သူ့ငါစားမယ်။အမေဘယ်လိုလုပ်ကြမလဲဒီပုံစံတိုင်းဆိုရင်တော့ကျွန်တော်တို့အိမ်ထဲမှာပဲနေရမသင့်တော်ဦးနဲ့တွေ့ရနော်။ကျွန်တော်တို့အိမ်ထဲမှာလုံခြုံနေဆိုပေမဲ့ဂျန်နေရွာသူရွာသားတွေအားလုံးကမလုံခြုံတော့ဘူးအမေ။ကျွန်တော်အပြင်ကိုထွက်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီ။မတော်ပါနဲ့တိုင်းမတော်ပါနဲ့အမေတို့အပြင်ထွက်သွားလို့ရှင်တော့အမေတို့တိတ်မှကျင်းတည် အမေတို့ဒီမှာပဲနေကြရအောင်သူတို့အားလုံးရွာထဲကထွက်သွားတဲ့အချိန်အထိအမေတို့စောင့်ရမယ်အဲ့ဒါအကောင်းဆုံးဖြစ်ပါလိမ့်မယ်တာရဲ့မလို့ဖြစ်တာလေအပြင်မှာတယောက်မှလည်းမကြမ်းတော့အားလုံးကသူတို့အိမ်ထဲမှာသွားပြီးတော့ပုန်းနေကြပြီနဲ့တူတယ်ဒီအချိန်မှာခရစ်နာရဲ့အိမ်ကိုတလေးဆန်တွေကတွေ့သွားခဲ့ကြပါတယ်သူတို့ကိုတွေ့ရနဲ့ဟေးဟိုမကြည့်စမ်းသူတို့အားလုံးကအိမ်ထဲမှာဝင်ပုန်းနေကြတာငါတွေ့ပြီအပြင်ထွက်ခဲ့ချက်ချင်းပြင်ထွက်ခဲ့ငါတို့ဘိုက်စနေရဲ့မြန်လာကြစမ်း တကောက်ဖွင့်တကောက်မဖွင့်ဘူးဆိုရင်တော့တကောက်ကိုဖြတ်ပြီးတော့ဝင်လာခဲ့မှာနော်ဒီလိုနဲ့တရေစီးနေတဲ့တလေးဆန်တွေအကုန်လုံးကသူတို့အိတ်ရှိတကောက်ကိုလာထုနေခဲ့ကြပါရဲ့ဒုက္ခပါပဲအမရဲ့အမရဲ့အိမ်တကားကြီးကပြတ်တော့မယ်နဲ့ပြောပါရဲ့ကျွန်တော်တို့ဒုက္ခအကြီးကျယ်ထွေးတော့မယ်သူတို့အားလုံးအိမ်တဲဝင်လိုက်ဘယ်လိုလုပ်ကြမလဲတခုခုလုံးဝဖြစ်မယ်နဲ့ပြောပါရဲ့ကျွန်တော်တို့အိမ်မှာရှိခဲ့ပစ္စည်းအကြီးကြီးတွေကိုတကားအရှိမရွှေ့ထားလိုက်ကြတာပေါ့ဒီလိုနဲ့အိမ်မှာရှိတဲ့ဗီဒီယိုတွေတက်ကြတွေအကုန်လုံးကိုတကားအရှိမပိတ်ထားခဲ့ကြပါရဲ့ဒါမှလည်းတကားပွင့်မလာမှလေတကားပွင့်တော့မယ့်အချိန်မှာပဲ ကဲကဲကဲသွားမယ်သွားမယ်သွားကြမယ်နေထွက်လာတော့မယ်နဲ့တူတယ်နေမထွက်လာခင်ငါတို့တော်ရဲအမြန်ဆုံးပြန်ဝင်ရမယ်တော်ရဲမှာငါတို့သွားပုံးနေမှာဖြစ်မယ်ငါတို့ညကြမှာတစ်ခါပြန်လာကြမယ်ငါတုံးလေနေလို့ရွာသူရွာသားတွေအကုန်လုံးငါတို့လာစားမှာငါတို့ပြန်လာကြမှာပြောပြီးနောက်မှာတော့အဖွဲလိုက်ပြန်လေထွက်ခွာသွားခဲ့ကြပါရဲ့သွားကြပြီသွားကြပြီတို့အားလုံးပြန်သွားကြပြီဒီတရေကြီးတွေထွက်ခွာသွားလို့ကြော်သေးရဲ့အခုတော့ငါတို့အန်ဒီယေကနေလျှောက်ပြီးနေတူပါရဲ့ဘလို့လို့အန်ဒီယေကနေလျှောက်မှလဲအမရဲ့ သူတို့အားလုံးပြောသွားတဲ့စကားမကြောက်ဘူးလားအခုတော့သူတို့နေထွက်တော့မှအကြောက်လို့ကျောင်းအထက်ကိုပြန်သွားကြမယ်ညမိုးချုပ်ပြီးဆိုရင်သူတို့အားလုံးရွာထဲကိုပြန်ဝင်လာကြအောင်ပါပဲအဲ့ဒီခါကျရင်ဘယ်လိုလုပ်ကြမလဲရပါရဲ့ဦးလေးရဲ့ကျွန်တော်တို့မှအခြေရှိပါသေးတယ်ကျွန်တော်တို့တရက်လုံးလှုပ်ရှားရှိတာအားလုံးကိုလှုပ်ထားရရတယ်ဒါနဲ့ငါတိရဲ့ဆရာကြီးဒီမှာရှိရဲ့တိလားသူကကြောင်တန်းရရဲ့တစ်ဖက်မှာနေထိုင်တာဒီမှာဖြစ်ဖြစ်နေတဲ့ကိစ္စတွေအားလုံးသူနဲ့သွားတိုက်မင်းမှဖြစ်မယ်သူဆိုရင်တော့အဖြေတစ်ခုခုထုတ်ပေးလိုက်မယ် ဒါနဲ့တလိုက်ဆက်တွေအကုန်လုံးကဘာဖြစ်လို့တရေဝင်နေကြတာလဲဆိုတာကိုလည်းသိချင်တယ်။သူကတော့ပြောပြနိုင်ပါလိမ့်မယ်။ဆောင်းမကြီးကလည်းအတူတူပါလာခဲ့တာဆိုတော့သူ့အကြောင်းကိုလည်းဆရာကြီးဆိုရင်တော့သိနိုင်လိမ့်မယ်။ဒီလိုနဲ့ရွာသူရွာသားတွေကလည်းတောက်ထဲကနေမှတစ်ဆင့်တောင်ပေါ်တက်သွားခဲ့ပါတယ်။အဲ့ဒီအနောက်လှိုင်ကူထဲမှာရှိတဲ့ဆရာကြီးစီကိုသူတို့တွားကြပါရီ။ကူထဲကိုရောက်သွားတာနဲ့ဆရာကြီးကိုဖိဖျက်နေတဲ့ကိစ္စကိုပြောပြကြပါရီ။ဆရာကြီးပဲကျွန်တော်တို့ကိုကဲတင်ပေးနိုင်တော့မှကျွန်တော်တို့ကဲတင်ပေးပါအောင်ဗျာ ေးဒါရီအားလုံးဘာဖြစ်လို့ဖြစ်နေရလဲဆိုတာငါသိရယ်ဒါနဲ့လေဒီတလိမ့်ဆက်နေအကောင်တော့ကဘာဖြစ်လို့တရေဝင်နေကြတာလဲသူတို့ကညက်တွေကိုပဲစားကြတဲ့သူတွေဆိုပေမဲ့အခုဆိုရင်တော့လူတွေကိုအစိမ့်လိုက်ဝါစားနေကြပြီပြောပြမယ်ပြောပြမယ်ဘာဖြစ်လို့ခစ်သွားတာလဲဆိုတာကိုပြောပြမယ်အရင်ဆုံးငါတို့မြေကမ်းနာကိုသွားမကိုဖြစ်လိုက်မယ်မင်းတို့ကျော်မှရှိရမြင့်အားလုံးကလည်းမြေကမ်းနာကိုသွားကြပါရယ်သွားနေသွားနေနဲ့ညမိုးချုပ်သွားပါရယ်နေဝင်ပြီးဆိုတော့ねကြောက်စရာကောင်းတဲ့အတန်ကြီးတွေကိုကြားနေရပါရယ် နေလောဝဝင်သွားပြီးညမိုးချုပ်သွားတာနဲ့ကြောက်စရာကောင်းတဲ့တလေးဆန်တွေနဲ့စုံမကြီးလည်းရွာထဲကိုပြန်လည်ဝင်ရောက်လာခဲ့ပါရဲ့ရွာသူရွာသားတွေကအခုချိန်ထိအပြင်းမရှိနေကြသေးရပါသူတို့အားလုံးကိုတိုက်ခိုက်ဖို့အတွက်တရေအုပ်စုလိုက်ရောက်လာပါရဲ့တေးပြီးတေးပြီးဘယ်လိုလုပ်မလဲကျွန်တော်တို့အိမ်ထဲအမြန်ပြေးဝင်ရမယ်လေကြည့်ပါဦးဆရာကြီးရဲ့ဟိုမှာလာနေကြပြီဗျအဲ့ဒီတရေတွေကအရှိကနေလာနေရကျွန်တော်ကကဲပါကဲပေးပါကြောက်မနေပါနဲ့ရောက်ဒီမှာဒီပိရိတ်ကျိုးကိုမင်းတို့အမှချီထားလိုက်ဒါကငါကိုယ်တိုင်လောက်ကြတဲ့တက်စင်နဲ့ ပိရိတ်ကျိုးတွေပဲရွာသူရွာသားတွေကလည်းချက်ချင်းပဲပိရိတ်ကျိုးတွေကိုလက်မမဆွဲထားခဲ့ကြတဲ့အချိန်မှာတော့ဖေတရေမှာသူတို့အနာမကပ်ရဲတော့ပါဘူးသူတို့ကလည်းမြေကန်းတပေကိုအေးအေးဆေးဆေးထွက်ခွာသွားခဲ့ကြပါရဲ့ငါတို့သူတို့နောက်ကိုလိုက်ကြတာပေါ့သူတို့ဘယ်ဟိုသွားနေကြတာလဲသူတို့ငါတို့လက်ထဲကဘယ်ကျောမှလွတ်နိုင်မှာမဟုတ်ဘူးသွားမယ်သွားမယ်သွားကြမယ်သွားကြတာပေါ့မင်းတို့ရွာမှာရှိတဲ့မြေကန်းအခုဆိုရင်တော့ဂျိန်းစာတဲနေမြေဖြစ်သွားခဲ့ပြီဘာလို့လဲဆိုတော့မြေကြီးတက်လာတဲ့နေရာတော့ကမိချောင်းတွေအများကြီးပေါ်လာတယ်မလားအဲ့ဒီမိချောင်းတွေကလူသားတွေအများကြီးကိုတိုက်ခိုက်ပြီးစားပြစ်လိုက်တယ် တည်ဆုံးသွားတဲ့ရွာသားတွေကလည်းများတယ်ဆိုတော့အခုဒီမြစ်ကကျိစာတည်နေတာသွေးတွေအများကြီးလည်းဖုံးရသွားတယ်လေဒီမြစ်မှာရှိတဲ့ရေကိုတောက်တုံးနေတဲ့လူသားတွေကလေးဆန့်တွေအကုန်လုံးကအဲ့ဒီကျိစာမိနေကြတာသူတို့အားလုံးကအခုဆိုရင်တဖြည်းဖြည်းနဲ့တရက်အဖြစ်ပြောင်းလဲသွားကြပြီအဲ့ဒါကြောင့်အမျိုးသမီးကလည်းဒီရေကိုတောက်ပြီးဆုံးမဖြစ်သွားတာအော်ဒီလိုလားဒါဆိုရင်ကျွန်တော်တို့ဘာလုပ်တင်လဲရွာသူရွာသားတွေအကုန်လုံးကိုကျွန်တော်တို့ဘလို့ကဲတင်ပေးရမလဲဘာမှလည်းအလို့ဒီစိတ်ပူမနေပါနဲ့နီလာတွေကတော့အများကြီးပဲရှိရေရွာသူရွာသားတွေအားလုံးအမြန်သွားကြ ကိုစီအိမ်ထဲမှာရှိတဲ့တန့်စင်တဲ့ရေစင်ရေမန်းတွေအားလုံးကိုယူလာခဲ့ကြအားလုံးကလည်းအိမ်ပြန်ပြီးနောက်မှာတော့ရေစင်တွေကိုယူလာခဲ့ပါတယ်။ရေမန်းတွေအကုန်လုံးကိုသူတို့ကမြစ်ထဲမှာလောင်းချခဲ့ကြပါတယ်။ဒီနောက်ဆရာကြီးကတော့ဂါရမန်တန်တွေနဲ့စာတွေကိုယူဖတ်ပူဇော်ပေးပါတယ်။မေတော်မြစ်ဆောင်မေတော်ဒီမြစ်ထဲမှာကွယ်လွန်သွားကြတဲ့သူတွေအကုန်လုံးရဲ့ဝိညာဉ်ကိုအေးချမ်းမှုလွတ်မြောက်မှုပေးပါ။ဒီမြေပြန်လဲတန်ရှင်းစင်ကြဲသွားပါစေ။ဒီအချိန်မှာမိသားစုတွေပေါ်ထွက်လာပါတယ်။ဘာလို့နေကြတာလဲ?ယူနေကြလား?မလုံးနဲ့၊လုံးနဲ့၊မလုံးနဲ့ ညထဲမှာရေတွေတော်လောင်းလိုက်တဲ့အချိန်မှာမြင့်ရီကပုံမှန်အတိုင်းပြလဲအတန်ရှင်းစင်ကျဲသွားခဲ့ပါရီကျေစာတင်နေတဲ့အမျိုးသမီးနဲ့ကလေးဆက်တွေအကုန်လုံးကလည်းနေပြန်ကောင်းချမ်းမှသွားကြပါရီနောက်တော့ရွာသူရွာသားတွေအကုန်လုံးကလည်းဒီဗီဒုက္ခတွေကနေလွမြောက်သွားခဲ့ကြရတာပေါ့